။မို့တောင်ဘယ်နှမ်းမှလဲလို့ဆိုတော့ဘုန်းကြီးတို့လည်းရှားကြည့်တယ်ဘယ်နှမ်းမှမသိဘူး။အခုတော့နည်းနည်းတော့စဉ်းစားလို့ရတယ်။သူစဉ်းစားလို့ရတော့ဆိုတဲလွန်စားလေးတစ်ခုတွေ့ဒီ Earth Planet ကဘာဂျိုကြီးဟာကဘာဂျိုကြီးရဲ့အခုခေတ်အခေါ်နဲ့ပြောမယ်ဆိုရင်မြောက်ဝင်ရိုးစိမ့်ထိတ်မြောက်ဝင်ရိုးစုံနဲ့တောင်ဝင်ရိုးစုံအဲ့ဒီမြောက်ဝင်ရိုးစုံဟာဒီမို့တောင်ထိတ်ဖြစ်နိုင်ပေါ့။ဘာဖြစ်လို့လဲဆိုရင်စာပေထဲမှာ နတ်ပြည်တဝရင်သာနတ်ပြည်ကမြစ်မုတ်တောင်ထိပ်မှာရှိတယ်တဲ့အတုရနတ်ပြည်ကမြစ်မုတ်တောင်ရဲ့အောက်ခြေမှာရှိတယ်တဲ့အဲမြစ်မုတ်တောင်ရဲ့အောက်ခြေက ရေပြင်ထဲမှာမြုပ်နေတယ်ဆိုတော့ကဘာကြီးကြည့်လေပြုတ်တင်းဖြစ်နေတာရေပြင်တွေကနှွမ်းတာကဘာလုံးကြီးကိုတခြားကြည့်ရေပြင်တွေနှွမ်းနေတယ်အဲ့ဒီအောက်ခြေမှာရေအောက်မှာအတုရနတ်ပြည်ရှိတယ်တဲ့အဲ့ဒီရေပြင်နဲ့တပြေးညီတဲ့မြင်းမုံတောင်ခါပန်းမှာ လူပြေရှိတယ်လို့ဆို ကိုနေတာကမြင်းမတောင်ရဲ့ခပန်းမှနေပြီးတော့ရောင်းမခါထိုးရှားနေတယ်လို့မဖြစ်ပေဘူးလား။နော်။သိတ်ကြီးလွန်းအကြီးတော့မမြင်နိုင်ဘူးလို့ဆိုလို့။သိတ်ဝေးလွန်းတယ်သိတ်ကြီးလွန်းတယ်အလွန်ကြီးမားတဲ့နေရာကြီးမှာ။နော်။ဒီပြရမပြောနဲ့ဒီသေးသေးလေးဖြစ်တဲ့စင်ကာပူမြို့တော်မှာပဲ။နော်။ကားစီးရတာတော်တော်ကြားလား။ဆုံးမြင်ဖို့တော်တော်ခက်တယ်။ အဲ့တော့မြေမို့တောင်ကြီးရဲ့ခါးပန်းနေတဲ့ပုံကမြေမို့တောင်ထဲကိုဘယ်လိုလုပ်မြင်နိုင်မှာတော့ဝေးကြီးအဲ့တော့မြေမို့တောင်ဆိုတာအချမ်းပြင်းအားဖြင့်တော့အဲ့ဒီစာပေရဲ့အဆိုအရလူပုံကမြေမို့တောင်ရဲ့ခါးပန်းမှာရှိတယ်လို့ဆိုတော့မြေမို့တောင်ထိတ်ဒီမြောက်ဝင်ရုံစွန်ထိတ်ဖြစ်မယ်ဘာဖြစ်လို့တော့ဆိုဒီ art planet ကြီးကဘဝလုံးကြီးကလေတုထဲမှာနေတာရသော်ဘုရားဟောတဲ့တရားတော်အရာကြည့်မယ်ဆိုရင်လည်းကဘာကြီးကဂျိုကြီးတစ်ခုပဲလေ အဲဒီစัจ java လာတွေအကြောင်းမြတ်စွာဘုရားဟောထားတဲ့သုတ်တန်တွေရှိတယ် Buddhist cosmology ပေါ့အဲ့ဒါ සු လနိကလောကဓာတုသုတ်လို့ခေါ်တယ်အနန္တစัจ java လာအယူဆသိပ္ပံပညာကဂရေဓိလက္ခဏာတွေမြတ်စွာဘုရားကအနန္တစัจ java သို့တော့စัจ java လာဆိုတဲ့အသုံးကိုခရီးကိုယ်တိုင်သုံးခဲ့တာမဟုတ်ဘူးလောကဓာတုဆိုတဲ့အသုံးကိုသုံးတယ် စုလနိကလောကဓာတုလို့လောကဓာတ်ကိုဖွဲ့စည်းပြီးတော့ပြတဲ့အခါမြတ်စွာဘုရားကစัจ java လာတထောင်ကိုစုလနိကလောကဓာတုလို့ဒီလိုသုံးတယ်စัจ java လာတထောင်ဆိုတာဘာလဲလို့ဆိုရင်မြင့်မို့တောင်တစ်ခုမပြေ၆ထပ်ကတစ်ခုစီလူပြေဟောဒီလိုဖွဲ့စည်းထားတာနေတစ်စင်းလာတစ်စင်းအဲ့ဒါကိုစัจ java လာတစ်ခုလို့သတ်မှတ်တယ်နေစัจ java လာတစ်ခုအဲ့ဒါလို့စัจ java လာပေါင်းတထောင် ဲ့တော့လူပြေတွေလည်းအများကြီးရှိမှာပြင်းမနေကြတဲ့ပြင်းလို့ရှိရင်သွားလဲပေါ့ဟုတ်ပဲနော်စัจจဝလာတထောင်တောင်ရှိတာပဲပုံမှန်လည်းလူတွေရှိမှာအခုခဏခဏဟာတော့ UFO ဆိုတာတွေပြောပြောနေကြတာမှန်တာဟုတ်ချင်လဲဟုတ်မှာပဲနော်အဲ့တန်းဖလင်မြန်နဲ့ရင်ပြန်နဲ့စီးလာမယ်ဆိုရင်မရောက်ဘူးလို့တော့ပြောတယ်ကောင်းကင်ရံမှာရှိတဲ့အရာဟုတ် အဲ့တော့ဂျိုသားဂျိုသားနဲ့ခေါ်တာကိုယ်လည်းဂျိုသားပဲဒီပြည့်ဂျိုသားတူကကိုယ်လည်းဂျိုသားခေါ်မှာပဲလေနော်စတိုင်တော့တူချင်မှတူမှာပေါ့လူတွေအဲ UFO unknown flying object ဆိုတယ် UFO မကန်ပြားပြန်ဆိုတာပြောနေကြတာလေအဲ့မြတ်စွာဘုရားဟောထားတဲ့စัจ java လားနေတထောင်လတထောင် မြို့တောင်ပေါင်းတထောင်မြို့တောင်ကိုမိပြီးတော့နေတဲ့လက်ပြေ6ထပ်ကလည်းတစ်ခုစီ တထောင်စီလူပြေကလည်းတထောင်စီဒီလိုသွားတာအဲ့တော့လေးချွန်းတမြင့်မို့အဲ့ဒါလို့ရှိတာစัจ java လာပေါင်းတထောင်ကိုစုလဏိကလောကတလို့ခေါ်စัจ java လာပေါင်းတထောင်မစ္စမိကလောစัจ java လာဂရေတသိန်းမဟာလောကတလို့ဒီလိုစုလဏိကလောကတတို့တုတ်မှာမြတ်စွာဘုရားကခေါ်တာခေါ်တာအာအာရရပြောတာမဟုတ်ဘူးကြောင်းရှိလို့ပြောနော် ရသော်ဘုရားကအကြောင်းရှိမှခေါ်တယ်ဒီစကားမျိုးလေးမသိတာတော့မဟုတ်ဘူးရသော်ဘုရားကအကုန်သိတယ်အကုန်သိတယ်ဆိုတာဒိဗ္ဗစကုညာနဲ့ချိန်လို့ရှင်အကုန်မြင်ရတာမဟုတ်အကုန်မြင်ပြီးတော့မှသိတယ်အဲ့တော့ဒီစัจ java လာတွေအားလုံးရှိတယ်ထိုစัจ java လာထဲမှာရှိတဲ့တရားတွေရဲ့အခြေအနေတွေကိုလည်းအကုန်သိတယ်ဘာလို့ရင်ဘာဖြစ်တယ်ဘာလို့ရင်ဘာဖြစ်တယ်ဆိုတာအကုန်လုံးမြင်ရတယ်ပေါ့